ရန်ကုန်တခွင်သတင်းစုံလင်ကရေလူစွာတင်ဆက်မဲ့သတင်းကတော့တိုက်ချီမြူနယ်တွင်ပရိတ်တရားတော်များရုပ်ဖောက်ပွဲဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်သူများတဘာဝဘေးရန်နေရင်များခင်ရှင်စေရန်ရှိရပြီးတိုက်ချီမြူနယ်တန်ခါနိုင်ရကအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ဆရာတော်တန်ခါတော်များမှယတနာတော်ပရိတ်တရားတော်ကိုကောင်ကိုရဲတန်ရုပ်ဖောက်ပွဲဆိုပွဲအခမ်းအနားစတုထာမြောင်းနေ့အဖြစ်ဧပြီလ17ရက်ည9နာရီကမြို့နယ်ထွေထွေအုပ်စုရေးဦးစီးဌာနအစီအစဉ်ခံမာရင်ကျင်းပကြောင်းသိရပါတယ်။တိုက်ချီမြူအဖြောင်မြူအုတ်ကံမြူများတွင်ဆရာတော်တန်ခါ တော်များကပရေကြီးစက်တသောရုပ်ဖတ်ပူဇော်ခြင်းဌာနဆိုင်ရာများရက်ွက်ကြွေရများတွင်ဝေယောဖွဲ့များဝန်ထမ်းများပြည်သူများကယတနာတော်ပရေတရားတို့ရုပ်ဖတ်ပူဇော်ခြင်းများကိုဧပြီလ10ရက်နေ့မှစပြီးဆောင်ရွက်ကြကြောင်းသိရပါသည်ဒီသတင်းကိုတော့ခင်းနှင်းတက်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင် နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ကွန်းချံကုံမြူနယ်တွင်စီဝိတာဌာနကလှုပ်ပွဲပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုံမြူနယ်မင်းပိုင်းရက်ကွမ်းမင်းတဒါလန်ရှိ၃ကွာချောင်းနဲ့တော်ပလွေချောင်းစုံတွင်စီဝိတာဌာနကလှုပ်ပွဲအခမ်းအနားကိုဧပြီလ12ရက်နေ့ပိုင်းကပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်တေဘုံမှုပြေဆောင်စုံတဲ့အဖွဲ့ဝင်များမြို့နယ်မျိုးသမီးရှိရာအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များမြို့နယ်မိခင်နဲ့ကလေးဆောင်ရှောက်ရေးအသင်းဝင်များနဲ့မြို့နယ်အစင်ဌာနဆိုင်ရာတာဝန်ရှိသူများလူမှုရေးအသင်းအဖွဲ့ဝင်များ များရက်ွက်အုပ်ချုပ်ရေးမှူးနဲ့ရက်ွက်နေပြည်သူများကငမြင့်ချင်း9000ကောင်ကိုချောင်းအတွင်းသို့လွှတ်ပေးကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဆွေးနွေးကပေးပို့ထားပေးဖြစ်ပါတယ်ရှင်